ရှင်အားလျက်စစ်ထားပြီးစက်ရုံနှစ်ခုကိုအလုံးစုံပြုပြင်မိုးမဲ့ရေးစီမံကိန်းဆောင်ရွက်ဖို့ဂျပန်နိုင်ငံတကာအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီထံကနေဂျပန်ယန်10.8ခွန်ဘီလီယံချီးယူခွင့်ပြုဖို့ပြည်အောင်စုလွှတ်တော်ကိုလျှက်စစ်နဲ့စွန့်ဝင်ကြီးဌာနကရှင်းလင်းတင်ပြခဲ့ပါတယ်။ ဘလူးချောင်းအမှတ်၈ဓာအပိစေယုံနဲ့ဆယ်တော်ကြီးဓာအပိစေယုံတွေကိုအကြီးစားပြုပြင်ရေးလုပ်ငန်းတွေဆောင်ရွက်သွားဖို့ချင်းငွေရယူလိုတာဖြစ်ပြီးဖေဖော်ဝါရီလ၃ရက်နေ့ကကျင်းပတဲ့ပြည်တော်စုလွတ်တော်အစည်းအဝေးမှာလျှက်စစ်နဲ့စွမ်းအင်ဝင်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်ကလာရောက်ရှင်းလင်းနေတာဖြစ်ပါတယ်။ လူးချောင်းအမှတ်၁စက်ယုံကိုဂျပန် ODA ချင်းငွေနဲ့1988ခုနှစ်မှာတည်ဆောက်ခဲ့ပြီး1992ခုနှစ်မှာဆက်စတင်လဲပတ်ခဲ့ရာယနေ့အထိသက်တမ်း25နှစ်အတွင်းအကြီးစားပြုပြင်မှုလုပ်ငန်းတွေဆောင်ရွက်နိုင်ခဲ့ခြင်းမရှိကြောင်းအခုအခါဒါအပင်းစက်ယုံတွေမှာမကြာခဏခြုံရင်းမှုတွေဖြစ်ပေါ်ပြီးဆက်ရက်ဆွမ်းဆောင်ရေးကျဆင်းလာကြောင်းဒါအပြင်တက်ဆင်ထားတဲ့ဆက်ကရီယာတွေကိုမူရင်းထုတ်လုပ်သူတွေကထုတ်လုပ်ခြင်းမရှိတော့တဲ့အတွက်ဆက်အရန်ပစ္စည်းဝယ်ယူဖြည့်တင်းမရတဲ့အခက်အခဲကိုရင်ဆိုင်ကြုံတွေ့နေရတယ်လို့ဒေါက်တာ ာထွန်းနိုင်ကရှင်းလင်းခဲ့ပါတယ် ဘလူးချောင်းအမှတ်1အမှတ်2နဲ့အမှတ်3စက်ရုံတွေမှာစက်ရုံတစ်ခုကတရားထုတ်လုပ်ပြီးထွက်ရှိလာတဲ့ရေကိုတခြားစက်ရုံကဆက်လက်သုံးဆွဲတဲ့စင်ကဲတိဆောက်ထားတဲ့စက်ရုံအမျိုးအစားတွေဖြစ်ကြောင်းဘလူးချောင်းအမှတ်1စက်ရုံမှာစင်ကဲတိဆောက်ထားတဲ့စက်ရုံတွေရဲ့ထိတ်ဆုံးမှရှိတဲ့အတွက်အဆိုပါစက်ရုံချိုးရင်းမှာကတခြားစက်ရုံတွေရဲ့တရားထုတ်လုပ်မှုတွေထိခိုက်နိုင်တဲ့အတွက်ဘလူးချောင်းအမှတ်1စက်ရုံတရားပေးဆက်တွေကိုလုံခြုံစိတ်ချစွာမောင်းနှင်နိုင်မှုအတွက်အဓိကအစိပ်အပိုင်းတွေအလုံးစုံပြည့်ပြင်မှုစီစဉ်ရတာဖြစ်တယ်လို့လျှက်စစ် င်းတဲ့စိုင်းဝင်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်ကလွှတ်တော်မှာရှင်းလင်းတင်ပြပါရယ်ဆက်လက်ပြီး စီရောကြီးတအားပေးစယုံကိုတော့1984ခုနှစ်မှာတိစောက်ခဲ့ပြီး1989ခုနှစ်မှာဆက်ဆက်တင်လက်ပတ်ခဲကလက်ရှိမှာတော့ဆက်လက်ပတ်တဲ့တက်တန်းမှာ16နှစ်ရှိပြီဖြစ်ပေမဲ့အကြီးစားပြည့်ပြည့်မှုလုပ်ငန်းတွေဆောင်ရွက်နိုင်ခဲ့ခြင်းမရှိကြောင်းလက်ရှိမှာဆက်ဆွဲရည်တွေကြာဆင်းလာတာစယုံတွင်ကိုရေးသွဲယူတဲ့စနစ်ဟာရေယိုစိတ်မှုဖြစ်ပေါ်နေတဲ့အတွက်စယုံရဲ့ဆက်တွေကိုပြုပြင်ရတာဖြစ်တယ်လို့ဒေါက်တာထွန်းနိုင်ကရှင်းလင်းတင်ပြပါဗျာ။စီရောကြီးစယုံ ြင်ကုန်တဲ့ဒီပုံစံကို2018ဘဏ္ဍာနှစ်မှာ2024 2025ဘဏ္ဍာနှစ်ဆောင်ရွက်သွားမှာဖြစ်တယ်။ဒီကြောင့်ဖြစ်နေတဲ့ဆေးရီရာပြည့်စုံမှုကြီးအကြီးကဲတာစိတ်ပန်းနာအကြီးစားဉာဏ်နဲ့ပြည့်ရင်ပြင်ဆင်ခြင်းအဖြစ်ဆက်ရုံမျိုးသလုံးကဆက်စပ်အဖြစ်ဉာဏ်နဲ့ပတ်သက်ပြီးဖြစ်တာဆက်များသည့်တက်တန်းနဲ့ယခုထက်ပုံပုံ ကြံ့ခိုင်ကြရှည်လာကပြစ်စစ်တာအထုံးလုပ်နိုင်ပြီဖြစ်ပြီးအတွက်ဤသူများ၏ပြစ်စစ်တာအထွတ်ချက်ကိုဒီဒီနေကောင်းဝင်ပါဖြစ်စီပြည့်နိုင်ပြီးအကျိုးကျေးဇူးများဆက်လက်ရရှိမှာဖြစ်ပါလေ။အဆိုပါချင်းငွေတက်တန်းဟာဆိုင်းငံ့ကာလ10နှစ်ပြန်ဆက်ကာလ230နဲ့စုစုပေါင်းချင်းငွေတက်တန်း240ဖြစ်ပြီးအတိုးနှုန်းကတော့တစ်နှစ်ကို3.3မှ3.1ရာခိုင်နှုန်းဖြစ်တယ်လို့သိရပါဗျ။